မနက်၂:၁၅မိနစ် Nitro မြစ်ပေါ်က တမနီတံတားကြီးတစ်ခုပေါ်မှာ9မိုင်10ကီလိုမီတာကျော်ရှည်လျားတဲ့ရုရှားစစ်ရင်တန်းကြီးတစ်ခုကတဖြည်းဖြည်းနဲ့အချိန်နှေးလာပါတယ်။ရင်စည်းရေ900ကျော်ပါဝင်ပြီးအထဲမှာခဲယံမီကျောက်တွေ၊လောင်စာစီတွေပြီးတော့တံမူတွေအသုံးပြုမဲ့ကိုကေးကရိယာတွေအပြည့်တင်ဆောင်ထားပါတယ်။ဒီ၆ပိုင်းပစ္စည်းတွေအားလုံးကတောင်ပိုင်းစစ်မျက်နှာကတပ်သား2000အထက်ရှိရွယ်ထားတာဖြစ်ပါတယ်။ဒီရင်တန်းကိုဘလိုကာကွယ်ထားသလဲဆိုရင်ရွှေလျားဖန်ဆာ S1 လေးချောင်းရံကာကွယ်စနစ်တ တွေကအနည်းကလိုက်ပါပြီးတော့စောင့်ချက်နေပါတယ်။အဲဒီစနစ်တွေမှာ 57E6 ဒုံးကြီးတွေက 30mm automatic အမြောင်းဆန်တွေပါတပ်ဆင်ထားတာဖြစ်ပါတယ်။ဒါတင်မကသေးပါဘူး။သူတို့ရဲ့အပေါ်ဘက်ခေါင်းကင်မှာ Nibo M Radar ကြီးတစ်ခုက သုံးစက္ကန့်တိုင်းတပတ်လည်ပြီးတော့ကောင်းကင်ကိုစကန်ဖက်ရှင်းလင်းနေပါတယ်။ဂိုင်းနေရအကွာဝေးကဘေ့စ်ဘောလုံးအရွယ်လောက်ရှိတဲ့အရာဝတ္ထုတောင်ထောင်လန်းနိုင်စွမ်းရှိပါတယ်။ရုရှားတွေကတော့သူတို့လုံးဝလုံခြုံပြီလို့ယုံကြည်ထားကြပါတယ်။တကယ်တမ်းတော့သူတို့မလုံခြုံပါဘူး။အကြောင်းရင်းကတော့တဒါရဲ့အောက်ဖက်ကတမနိတိုင်လုံးကြီးတွေမှာကုတ်တွေထားတဲ့ယူကရိန်း FPV drone စနစ်ဟာအသည့်အနေထားနဲ့ညီသက်စွာရှိနေလို့ပါပဲ။ ဒရုန်းတစ်စီးချင်းစီရကုန်ကျစရိတ်ဒေါ်လာ600ပဲရှိပြီးတော့ PG7VL အမျိုးအစားထိပ်ဖူးကိုတက်ဆင်ထားတာဖြစ်ပါတယ်ဒီထိပ်ဖူးဟာစနလမထူတဲ့အားဖြင့်ကွန်ကရစ်ကိုတောင်ထိုးပေါက်နိုင်စွမ်းရှိပါတယ်ဒီဒရုန်းရဲ့အဓိကအချက်ကတော့ သူတို့ဟာလမ်းကြောင်းရှာဖို့ GPS ကိုအသုံးမပြုပါဘူး။သူတို့မှာတက်ဆင်ထားတဲ့ LiDAR စနစ်နဲ့ပတ်ဝန်းကျင်တိစောက်ပုံကိုမြေပုံထုတ်တဲ့နည်းပညာကိုပဲ သုံးပြီးတော့ပြန်တန်းတာဖြစ်ပါတယ်။ဆိုလိုတာကထုံးလွှင်းတဲ့အချက်ပြလှိုင်းမရှိသလိုထိမ့်ချုံမဲ့ plug လည်းမရှိပါဘူးတခုတည်းကိုပဲစောင့်ဆိုင်နေတာဖြစ်ပါတယ်အဲ့ဒီနေရာနဲ့ guide 900အကွာမှာရှိတဲ့ လျှို့ဝှက်ယူကရိန်းကုကေရေးစခန်းတစ်ခုမှာအော်ပရေတာတယောက်ကခလုတ်တစ်ချက်သေးကိုနှိမ့်လိုက်ပါတယ်ဒရုန်းတွေအားလုံးနိုးထလာပါပြီတံတန်းအောက်ဖက်မှာအစိမ်းရောင်အချက်ပြမီလုံး12ခုတပြိုင်နက်လင်းလက်လာပါတယ် FPV ဒရုန်းတစ်ချင်းဇီးစီရာဆိုရင်တော့သူတို့ကတ်ထားတဲ့တန်လိုက်ကြိတ်ကနေပြုတ်ထွက်သွားပြီးတော့သုံးပေလောက်အောက်ကိုပြုတ်ကျသွားပြီးသူတို့ရဲ့မော်တော်ရီစတင်ပြီးတော့လေပတ်လာပါတယ် အဲ့ဒီဒုံညင်းတဲ့မော်တာတန်ကအပေါ်ဘက်ကရန်တန်းရဲ့အင်ဂျင်တန်နဲ့တာယာပိုးတိုက်တန်နဲ့အလုံးဝရောထွေးသွားပါတယ်။ဒရုန်းတွေကအတန်းလိုက်ပုံစံနဲ့ပြန်တန်းလာပြီးတော့မျက်စိနဲ့မြင်တာဒါမှမဟုတ်ရေဒါထောင်လမ်းမိတာမျိုးမရှိအောင်တံတားရဲ့ကွန်ကရစ်တိုင်လုံးကြီးတွေကိုကပ်ပြီးတော့ပြန်တန်းနေကြပါတယ်။ drone တစ်စင်းစီးရဲ့အတွင်းမှာဆိုရင်တော့ပေါက်ွယ်ရေးထိပ်ဖူးတွေကအလိုလျောက်လက်နက်တက်စင်နေထားဖြစ်သွားပါတယ်။ပြမတ်ကိုထိမှန်ပြီးတဲ့နောက်တတသမတစ်စက္ကန့်အကြာမှာ ပေါက်ွယ်ဖို့အတွက်ကိုအချိန်ကြိုက်ချိန်ညှိထားပါတယ်။ ပထမဆုံး line အဖြစ် drone 6စီးက KMI ကြောင့်တင်ဆောင်လာတဲ့ truck ကားတွေစီကိုဥတီလိုက်ပါတယ်။ဒုတိယအုပ်စု၄စီးကတော့လောင်စာစီတိုင်ကီရင်တွေကိုပြစ်မှတ်ထားပါတယ်။နောက်ဆုံးကျတဲ့ drone 2စီးကတော့ရင်တန်းရဲ့ရှေ့ဆုံးကကုတ်ကဲရေး truck ကားတွေစီကိုတန်းတန်းမမတ်ဥတီလိုက်ပါတယ်။ဒီအချိန်မှာ Panzer S1 ကုတ်ကဲရေးရင်တွေကရုရှားပိုလီတယောက်ဟာသတိထားလိုက်မိပါတယ်။ လျှက်စစ်တန်လိုက်လိုက်အနောက်ရှက်အနေငယ်ကို သူခံစားမိလိုက်တာပါသူကချက်ချင်းပဲစနစ်ကိုပုံမှန်အခြေအနေရနေအရေးပေါ်အခြေအနေကိုပြောင်းလိုက်ပါတယ်57 eastern stone တစင်းဟာတရားအောက်ဖက်အပူလိုင်းတစ်ခုကို lock ချလိုက်ပြီးတော့ပြစ်လွတ်လိုက်ပါတယ်ဒါပေမဲ့အဲ့ဒီဒုံးကြီးက second by end တွင် ukraine ရဲ့ထောင်ချောက် drone တစ်စီးကိုတွားပြီးတော့ထိမှန်ခဲ့ပါတယ်ပောက်ကွဲတန်ကြီးကမြေကန်တစ်လျှောက်ဟိန်းထွက်သွားပြီးတော့ခေါင်းငယ်တစ်ခုလုံးလင်းထိန်သွားပါတယ် မီလုံကြီးကပေ30အမြင့်အထိကိုထိုးတက်သွားခဲ့ပါတယ်။ဒီပေါက်ကွဲမှုရဲ့တုံ့ပြန်မှုအဖြစ်ရှင်တန်းတစ်ခုလုံးကဘရိတ်တီကိုအသက်ကုန်ဆောင်နှင်းလိုက်ကြပါတယ်။အင်ဂျင်နီရပ်တန့်သွားတဲ့ truck ကားတွေလမ်းမပေါ်မှာကမ်းပန်းဖြတ်ဖြစ်သွားတယ်။ဟွန်းတန်နေစူညံသွားပါတယ်။ငားမိုင်းရှီလျားတဲ့ရှင်တန်းကြီးကဗယံမရအခြေအနေထဲမှာဖြစ်သွားပါတော့တယ်။ရေဒီယိုဆက်သွယ်မှုတွေချက်ချင်းရှုပ်ထွေးသွားပါတယ်။ရေမောင်းတွေကကိုအော်တနိတ်တွေကိုအော်ဟစ်အချက်ပေးနေကြပြီးတော့ ဖန်ဆာရီရဲ့ dashboard တွေမှာ အနီရောင်မီးတွေလင်းလာပါတယ်။ Tor M2 ကာကွယ် unit တစ်ခုကပြင်းမှတ်တွေကို lock ချဖို့စ조사ပေမဲ့တဒားရဲ့တမဏိတိဆောက်ပုံကနေပြန်လာတဲ့ line ရှုပ်ထွေးမှုတွေကြောင့်ပြင်းမှတ်အထုရောင်တွေပဲပြန်ပေါ်လာပါတယ်။ဒီအချိန်မှာ drone တွေကတဒားတိုင်းဒလုံးတွေရဲ့အောက်ကိုပြန်ပြီးတော့ short တိုင်းဝင်ရောက်ပျောက်ကွယ်သွားခဲ့ပါတယ်။ သူတို့ဟာတိုက်ခိုက်မဲ့အစားချက်ချင်းပျောက်ကွယ်သွားတာပါသူတို့မှာတက်ဆင်ထားတဲ့ AI စနစ်ကစစ်မြေပြင်အခြေအနေပြောင်းလဲသွားတာကိုချက်ချင်းသိရှိပြီးတော့ရှောင်းတင်းလုပ်ငန်းစဉ်ကိုစတင်အကောင့်ထဲပေါ်ပါတော့တယ်ဒရုန်းနံပါတ်3ဟာသူ့မှာတက်ဆင်ထားတဲ့ line ဖြတ်ဆက်ကိုဖွင့်လိုက်ပါတယ် ဖန်စာရဲ့ရီဒါမျက်နှာပြင်ဟာမသေးမကွဲဖြစ်နေရကနေချက်ချင်းဆိုလိုလှုပ်လှုပ်ခက်ခက်တွေကြီးပဲဖြစ်သွားပါတော့တယ်။ဒါပေမဲ့မြောက်ဖက်မိုင်40အကွာမှာရုရှားရဲ့ A50 ရေဒါလေယာဉ်ကြီးတစ်စီးကတံတားပေါ်မှာထူးခြားတဲ့အပူလိုင်းပုံစံတွေကိုထောက်လန်းမိသွားပါတယ်။ လေရင်ရဲ့ခြောက်လန်းရေဒါစနစ်ဟာအမြင့်ပေနေနေမှာရွေလျားနေတဲ့အရာဝတ္ထုငယ်လေးတွေကိုခွဲခြားသိရှိသွားပြီးတော့အပေါ်စီးကနေပြင်းမဲ့အချက်လက်တွေကိုမြေပြင်က unit တွေစီကိုပို့လွတ်ပေးလိုက်ပါတယ်ပန်ဆာရဲ့ရေဒါကချက်ချင်းပြန်လဲကြည့်လင်လာပြီးတော့ပြမက်ပြ၄000ကွက်ဟာ drone number 6ကို log ပြန်ချလိုက်ပါတယ် TORM2 စနစ်တစ်ခုကလည်းအဲ့ဒီအချက်အလက်ကိုတပြိုင်တည်းလက်ခံရရှိပြီးတော့ 9M338 ဒုံးကြီးတစ်စင်းကိုချက်ချင်းပြလွှတ်လိုက်ပါတယ်။ဒုံးကြီးရာတနအီမိုင်း1850အရှိန်နဲ့ဒုံးစီကိုပြေးဝင်လာတာဖြစ်ပါတယ်။ ဒရုန်းနံပါတ်9ကလည်းချက်ချင်းပဲသူ့ရဲ့ထောင်ချောက်ကိုဖြန့်ကျက်လိုက်ပါတယ်။သူ့ရဲ့ဝမ်ပိုင်းအောက်ကနေပေတရာရှိတဲ့ fiber optic ဂျိုးတချောင်းပြန်ထွက်လာပါတယ်။ဂျိုးရဲ့အစုံမှာ AL50 ထောင်ချောက်ဒီခွာရီကချက်ချင်းအသက်ဝင်လာတာဖြစ်ပါတယ်။ဒါဟာပို့ပြီးတော့ကြီးမားတဲ့ပြင်ပတစ်ခုအဖြစ်အယောင်ဆောင်ပြီးတော့ radar line ပြန်ဟန်မှုအတုတွေကိုအစာပေါင်းများစွာချဲ့ထွင်ပြီးတော့ပြန်လွတ်ပေးလိုက်တာပါ။ TOR ဒုံးကြီးကလမ်းကြောင်းကိုရုတ်တရက်ထိုးချိုးလိုက်ပြီးတော့ 30စက္ကန့်အကြာမှာထောင်ချောက်ကိုထိမှန်ပေါက်ကွဲသွားပါတယ်။ဒရုန်းအစစ်ကတော့လွတ်မြောက်သွားခဲ့ပါတယ်။အခုဆိုရင်မိုင်90ပတ်လည်မှာရှိတဲ့ရုရှားရေဒါအော်ပရေတာတိုင်းကကောင်းကင်ကိုမော်ကြည့်နေကြပါပြီ။ပြီးတော့နောက်ဆုံးအချက်ပြမှုကိုရောက်လာပါတယ်။ယူကရိန်းကုတ်ကဲရေးစခန်းကအော်ပရေတာတိုက်ခိုက်ရေးခလုတ်ကိုနှိမ့်လိုက်ပါပြီ။ကြံရှိနေသေးတဲ့ drone စက်တစည်းဟာအင်ဂျင်နီယာကိုပြန်ဖွင့်လိုက်ပါတယ်။ဒါပေမဲ့ဒီတစ်ချိန်မှာတော့သူတို့ပုံအောင်တော့မှာမဟုတ်ပါဘူး။ သူတို့ဟာအင်ဂျင်အရှိန်အပြည့်နဲ့အပေါ်တိုက်တဲ့ထိုးတက်သွားကြပြီးတော့နောက်ဆုံးကျန်တဲ့ဂိုင်းနေရအကွာအဝေးကို6စက္ကန့်မပြည့်ခင်မှာအရောက်သွားကြပါတယ်။ဒုတ်တင်ရှင်းလင်းရေးအဆင့်ဟာစတင်သွားခဲ့ပါပြီ။ FPV drone စက်တစည်းဟာတမနီတန်းအောက်ကနေအပေါ်ကိုအရှိန်အဟုန်နဲ့ထိုးတက်လာပါတယ်။ ဘန်ဂါရီယာတမနစ်ကို အပက်ရေ18000နှုန်းနဲ့အော်ဟစ်လဲပတ်နေပါတယ်သူတို့ဟာနောက်ဆုံးဂိုင်းနီးယားအကွာဝေးကို9.80စက္ကန့်အတွင်းရောက်ရှိခဲ့ပါတယ်ဦးဆောင်ဒရုန်းကတတိုင်းရဲ့ဂျန်ကင်းအောက်ဘက်ကိုတဲ့တဲ့ရောက်ရှိသွားပါတယ်အဲဒီအပေါ်မှာတော့120မီလီမီတာမော်တာကြီးတွေနဲ့122မီလီမီတာအမြောက်ဆန်တွေတင်ဆောင်လာတဲ့ခရဲတင်ထရက်ကားတစ်စီးရှိနေပါတယ်သူရဲ့ပေါက်ကွဲရေးထိပ်ဖူးက ကွန်ကရစ်ကိုထိမှန်သွားပြီးတော့ချိန်ညှိထားတဲ့အတိုင်းပောက်ကွဲသွားပါတယ်။ပောက်ကွဲအားကကွန်ကရစ်ဆနလမအထူကိုထိုးပေါက်သွားပါတယ်။နောက်ထပ် drone 9စီးကစက္ကန့်ပိုင်းအတွင်းဇတိုက်ဆိုသလိုဝင်တိုက်ကြပြီးတော့ drone အမှတ်2ကခဲယမ်းတင်ထားတဲ့ကားအောက်ကိုဝင်တိုက်ပါတယ် drone အမှတ်3က JB8 လောင်စာစီတိုင်ကီရင် အောက်မှာပောက်ကွဲပါတယ်။ drone 4နဲ့5ကလောင်စာစီရင်နှစီအောက်မှာတပြိုင်တည်းဝင်တိုက်ပါတယ်။ drone 6ကရင်တန်းရဲ့ကိုကေးဌာနချုပ်အောက်မှာပောက်ကွဲပါတယ်။ပောက်ကွဲမှုတစ်ခုချင်းစီတိုင်းကိုတုံခါမှုလိုင်းတွေထပ်သွားစေဖို့အချိန်ကြိုင်လုံးဆောင်ထားတာဖြစ်ပါတယ်။ concrete တွေကွဲအပ်လာပါတယ်။ မီလုံးတစ်ခုဆိုရင် ပေ80အမြင့်ထိတောင်ရှိပါတယ်။နောက်ဆုံး drone လေးစီးကတော့တကြားရဲ့တိုင်လုံးတွေကိုပဲဝင်တိုက်ခိုက်တာဖြစ်ပါတယ်။သူတို့ရဲ့ထိပ်ဖို့တွေကတပြိုင်တည်းစတိုက်ဆိုသလိုပျောက်ပောက်ကွဲပြီးတော့တကြားရဲ့တောင်ပတ်ချမ်းတဝက်လုံးအကွဲသွားပါတယ်။မနက်3:48မိနစ်မှာတဒါကြံကင်းစည်းပြိုကျသွားပါတယ်။ရုရှားရဲ့အစီး40ကခလ်စုံတဲ့ကိုထိုးကျသွားပါတယ်။ပထမဆုံးပြိုကျသွားတာက82 mm motor ကြီးတွေတင်လာတဲ့ truck ကတစ်စီးပါ။ သူကပထမဆုံးပေါက်ကွဲမှုဖြစ်ခဲ့တဲ့နေရာပေါ်ကိုခေါင်းထိုးဆိုင်ပြီးတော့ထိုးကျသွားတာဖြစ်ပါတယ်။ဒီဒုတိယပေါက်ကွဲမှုလိုင်းကအနီးနာထရက်ကားနှစီးကိုမီးကူးဆက်သွားစေပါတယ်။အဲဒီကားရီပေါ်မှာ120မီလီမီတာနဲ့152မီလီမီတာအမြောက်ဆန်အကြီးကြီးတွေတက်သားတက်တာတွေနဲ့ထည့်ပြီးတော့တည်လာတာဖြစ်ပါတယ်။ပေါက်ကွဲမှုကြောင့်ထရက်ကားပပလေကလေထုအပူချိန်က1200ဒီဂရီဖာရင်ဟိုင်းအထိကိုချက်ချင်းထိုးတက်သွားပါတယ်။ လောင်စာစီတိုင်းကြီးတွေပေါက်ထွက်ကုန်ပါတယ် JB8 လောင်စာစီတွေကကျိုးပဲ့နေတဲ့ကတ္တရာလန်းတွေပေါ်စီးကျလာပြီးတော့မီးလောင်မာတော့တယ်မိသားတွေရာဖြိုကျနေတဲ့တံတားချန်ကအောက်ကနေပြန်တက်လာပါတယ်လောင်စာစီတိုင်းကြီးတွေကတစ်ခုပြီးတစ်ခုဇက်တိုက်ပေါက်ကွဲနေပါတယ်မီးဟာရှင်တန်းရဲ့မြောက်ဖက်ချမ်းစီကိုဆက်ပြီးတော့ကူးဆက်သွားပါတယ်စီဖြည့်ကားတစ်စီးမီးလောင်ပြီးတော့ပေါက်ကွဲသွားပြီးအပိုင်းစားတွေကဂိုက်60အကွာမြစ်သေးကိုလွင့်ဆင်ကျသွားပါတယ် အနီးနားကဖန်စာ S1 ယင်တစီရရွှေဖို့စ조사ပေးမယ်ပိမိနေတဲ့ဂါရီကြောင့်လှုပ်လို့မရတော့ပါဘူးသူရဲ့30မီလီမီတာအော်တိုအမြောင်းနဲ့မိခိုးရီတဲကိုပြင်မဲ့မရှိပဲရန်တန်းပြစ်ခတ်နေပါတယ်20စက္ကန့်အကြာမှာတော့တတိယမြောက်ခဲရန်တင်ထရက်ကာတစီရသူရဲ့ဘေးတဲတဲမှာထပ်ပြီးတော့ပေါက်ကွဲသွားပါတယ် ဖန်စာရင်စီရမီထောက်တစ်ခုနဲ့အတူပေါက်ကွဲသွားခဲ့ပါတယ်။မနက်3:48မိနစ်မှာတတားရဲ့တောင်ဘက်ချမ်းကလုံးဝပျက်စီးသွားခဲ့ပါပြီ။လိန်ကောင်းနေတဲ့တမနီအချိုးဖဲရီနဲ့ကွန်ကရစ်အပိုင်းစားတွေပဲကျန်မာတော့တယ်။မီထောက်တွေကပေ80အမြင့်အထိတက်နေပါတယ်။မီကိုမဲလုံးကြီးတွေကောင်းကင်နဲ့တက်သွားပါတယ်။အပူလိုက်နေကြောင့်ရုရှားရဲ့အနီအောက်ရောင်ကြီးစနစ်တွေအလုံးမလုံးတော့ပါဘူး။ နေပြင်ကြက်တီအချင်းချင်းဆက်သွယ်လို့မရတော့သလိုကိုကဲရှင်တွေပြက်စီးသွားပါပြီရှင်တန်းရဲ့ရေဒီယိုကွန်ရက်တစ်ခုလုံးပြတ်ကျောက်သွားပါတယ်ရှင်စုစုပေါင်း300တဲကအနည်းဆုံး130ကပြက်စီးသွားပြီးတော့ရွှေပြောင်းလို့မရတော့ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်နောက်ပိုင်းဂျိုဒူးဓာတ်ပုံတွေအရမြေရဲ့တစ်ဖက်တစ်ချက်စီမှာမိုင်ဝက်လောက်ရှည်တဲ့မီးလောင်ပြက်စီးနေတဲ့အပုံကြီးတွေကိုတွေ့ရပါတယ်တရားပြိုကြမှုရဲ့တုံခါမှုလိုင်းတွေကို3.5မိုင်အကွာက ငင်းငလင်တိုင်းတာရေးကရိယာတွေကတောင်ပြင်အား1.6ရှိရလို့ပြသနေပါတယ်။ဒါပေမဲ့ပျက်စီးဆုံးရှုံးမှုကရုပ်ပိုင်းဆိုင်ရာပျက်စီးမှုထက်အများကြီးပိုပြီးတော့နှန့်ဆိုင်ပါတယ်။ဒီရင်တန်းတစ်ခုလုံးကခဲရန်မီးကြောင်းနဲ့လောင်စာစီ ပေါင်နှစ်သန်းကျော်ကိုတည်ဆောင်လာတာပါ။ဒါဟာမယ်လီထိုဖိုးနဲ့ ထော်မက်မျိုးရီအနီးမှာတက်ဆွဲထားတဲ့တက်သားတထောင်အတွက်အဓိကအသက်သွေးကြောဖြစ်ပါတယ်။ဒီထောက်ပံ့မှုတွေမရှိရင်အမြောက်တက်တွေက48နာရီကနေ82နာရီအတွင်းလက်နက်မဲ့သွားပါလိမ့်မယ်။စစ်တပ်ရင်နဲ့နေရဲ့အတွက်လောင်စာစီတူလောင်မှုကတုံးရမပြေခင်မှာကုံဆုံးသွားပါလိမ့်မယ်။ရုရှားထောက်ပံ့ပို့ဆောင်ရေးအရာရှိတွေကလမ်းကြောင်းအသစ်တွေရှာဖို့ကြိုးစားကြပါတယ်။ဒါပေမဲ့ဒီနိုက်ထရိုမြစ်ကူးတံတားကဒီကဏ္ဍမှာအဓိကဖြစ်လန်းကြီးနှစ်ခုရဲ့တစ်ခုဖြစ်နေပါတယ်။ နောက်ထပ်အနည်းဆုံးလမ်းကြောင်းကတော့ရန်သူရီရှိနေတဲ့ contested terrain နာမည်ကိုဖျက်ပြီးတော့58မိုင်ရှိတဲ့လမ်းကိုပတ်သွားရမှာဖြစ်ပါတယ်။ယူကရိန်းရဲ့ HIMARS အမြောက်တပ်တွေကအဲဒီဇုံကို M31A1 ဒုံးကျည်တွေနဲ့ပြင်းထန်ထားပြီးသားဖြစ်နေပါတယ်။လမ်းကြောင်းပြောင်းလိုက်တာနဲ့ အဲ့ဒီရှင်တန်းကတက်ကွင်းတန်းကနေအမဲဖြတ်ခံသွားမှာပါရုရှားတောင်ပိုင်းကိုကေးဌာနချုပ်မှာထိုင်းလန်ဂျုံလုံးမှုတွေစတင်လာပါတယ်ရှင်တန်းစီကဆက်သွယ်မှုတွေလုံးဝပြတ်တောက်သွားပါတယ်နောက်ပိုင်းယူကရိန်းတပ်ဖွဲ့တွေကထုတ်ပြန်ခဲ့တဲ့ drone video တွေမှာတော့မီးခိုးတိုင်းတွေရှင်အပြည့်စည်းတွေနဲ့နောက်ဆက်တွဲမီးလောင်မှုတွေကမိနစ်20ကျော်ကြာဆက်လက်ဖြစ်ပွားနေတာကိုတွေ့ရပါတယ် FPV drone တွေကလောင်စာစီတိုင်ကီရှင်တွေကုကေးထရက်ကားတွေနဲ့ ဖန်ဆာစနစ်တွေကိုဖျက်ဆီးခဲ့ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။တချိန်တည်းမှာပဲ KF မြို့ကယူကရိန်းသုံးသပ်သူတွေကဒီစစ်စင်ရေးကိုတိုက်ရိုက်ကျူးနေခဲ့ကြပါတယ်။ကွင်းစင်အချက်လက်တွေအရဒရုန်းစစ်တပ်စီးတွေက၉စီးရ ပြင်းမဲ့ကိုအောင်မြင်စွာထိမှန်ခဲ့ပါတယ်။နှက်စီရတော့ပြစ်ချခံရတာနဲ့ဈာဖြတ်အနောက်ဆက်ခံခဲ့ရပါတယ်။ဒါပေမဲ့ဒီမစ်ရှင်ဟာဒေါ်လာတစ်ထောင်တောင်မတန်တဲ့ drone ပစ္စည်းတွေနဲ့ရုရှားတပ်မ division တစ်ခုလုံးရဲ့အဓိကထောက်ပံ့ရေးသွေးကြောကြီးတစ်ခုလုံးကိုလုံးဝဖျက်ဆီးနိုင်ခဲ့ပြီဖြစ်ပါတယ်။စစ်မြေပြင်အခြေအနေကပြောင်းလဲသွားပါပြီ ရုရှားတပ်မှုတွေကရှေးဆက်တိုးဖို့ထုံဆိုင်သွားကြပါတယ်။ထောက်ပံ့ရေးပစ္စည်းတွေမရှိတော့ဘဲသူတို့ရဲ့တောင်ပိုင်းထိုးစစ်ကြီးတစ်ခုလုံးရပ်တန့်သွားခဲ့ပါပြီ။ယူကရိန်းတပ်ဖွဲ့တွေကသူတို့ရဲ့ M777 Howitzer အမြောက်တွေဒါ Travel 7လို့လည်းခေါ်တဲ့နာဆမ်လီချောင်းရံကာဝေးစနစ်တီနဲ့ဒရုန်းအဖွဲ့အသစ်တွေကိုရှေ့တန်းစုံလေးစီကိုနေရာပြန်လည်ချထားပါတော့တယ်။ဂျိုရူတပ်ပုံတိုင်းကသတင်းစာတစ်ခုကိုရှင်းရှင်းလင်းလင်းပြီးနေပါတယ်။ တကြားမရှိတော့ပါဘူး။ရင်တန်းမရှိတော့ပါဘူး။တောင်ပိုင်းစင်မျက်နှာကြီးကမုံမလင်းခင်မှာပဲပြတ်တောက်သွားခဲ့ပါပြီ။ဒီရင်တန်းကြီးပြည့်စည်သွားမှုကစစ်ပွဲရဲ့အလဲပြောင်းတစ်ခုဖြစ်လာပါတယ်။ခဲယမ်းမီချောင်းနဲ့လောင်စာစီပေါင်နှစ်သန်းကျော်ဆုံးရှုံးသွားမှုနဲ့အတူတောင်ပိုင်းကရုရှားစစ်စင်ရေးတွေကလုံးဝပြိုကျသွားပါတယ်။ထိုမက်အနီးကအမြောက်တပ်တွေက 48နှစ်အတွင်းလုံးဝအတန်တိတ်သွားပါတယ်။စစ်တပ်ရင်နှင်းတွေရပ်တန့်သွားပါတယ်။လောင်စာဆီမရှိတော့ပါဘူး။အမြောက်ဆန်မရှိတော့ပါဘူး။ဒီလိုထောက်ပံ့ရေးပြက်ကွယ်မှုကကြက်ရိုက်ခတ်မှုတွေစတိုက်ဖြစ်စေခဲ့ပါတယ်။ရှေ့တန်းတက်စခန်းတွေစွန့်ခွာခံရတယ်။ကရုတ်ချင်းတွေကနေစုတ်ခွာကုန်တယ်။စစ်တပ်ရေးတွေပြတ်ကျောက်သွားပါတယ်။ထောက်ပံ့ပိုးဆောင်ရေးမရှိတော့တာနဲ့စစ်မြေပြင်ကြီးတစ်ခုလုံးစိတ်စိတ်မောမောဖျက်သွားပါတော့တယ်။ယူကရိန်းကဒီအခွင့်အရေးကိုချက်ချင်းအသုံးချခဲ့ပါတယ်။ 82နှစ်အရွယ်အတွင်းမှာ Ukraine တပ်မဟာရီဟာ Orakiv မြို့ရဲ့အရှေ့ဘက်နဲ့ Robotine ရဲ့တောင်ဘက်ကိုစမ်းသက်ထိုးစစ်တွေချက်ချင်းစတင်ခဲ့ပါတယ်။ ထောက်ပံ့ရေးပစ္စည်းမရှိဘဲစီလုံးမှုပြိုကွယ်နေတဲ့ရုရှားတပ်တွေကနောက်ကိုဆုတ်ခွာသွားခဲ့ရပါတယ်။ပြီးရနောက်မှာတော့ဟိုင်းမာဒုံးကြီးတွေစတိုက်ကြရောက်လာပြီးတော့လမ်းကြောင်းပြောင်းလာတဲ့လုံခြုံမှုမရှိတဲ့ဒုတိယဒဏ်စားလောင်စာစီတို့လောင်ယုံနေတဲ့ရှင်နန်းတွေကိုထပ်မံတိုက်ခိုက်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုမှာဘာတန်ချက်ကယင်ကြီးမှမပါဝင်ခဲ့ပါဘူး။လူလိုက်ပါတဲ့အလျင်တစည်းမှမပါခဲ့ပါဘူး။အမြောက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်တာလည်းမဟုတ်ပါဘူး။ပါဝင်ခဲ့တာကတော့ drone နဲ့ AI ဉာဏ်ရည်တို့မြေပုံထုတ် ်စော်ပွဲတွေနဲ့တီကြားရဲ့အချိန်ကိုက်နီးပြူဟာတို့ပဲဖြစ်ပါတယ်ဒီတိုက်ပွဲဟာတတိပြသွားတာကတော့27ရာစုမှာ NDA ရှိဆုံးလက်နက်ဆိုတာ အကျေလောင်ဆုံးပေါက်ကွဲတန်ရှိရလက်နဲ့မဟုတ်တော့ပါဘူး။တင်ဘရောမှမြင်ရမှာမဟုတ်တဲ့လက်နဲ့တွေဖြစ်ပါတယ်။စစ်ပွဲဆိုတာတဖြည်းဖြည်းနဲ့ဒိတ်တဆိတ်ပြောင်းလဲနေပါတယ်။ကြီးမားတဲ့ထိုးစစ်ကြီးတွေနဲ့မဟုတ်တော့ပဲထောင်ချောက်တွေအချက်လက်တွေပြီးတော့အချိန်ကြီးအတွက်ချက်မှုတွေနဲ့ပြောင်းလဲနေတာပါ။အကယ်၍ဒီဗီဒီယိုကသင်အတွက်တန်ဖိုးရှိရလို့ယူဆရင်တော့ like and subscribe လေးနဲ့အားပေးသွားကြပါဦး။ဒါမှကျွန်တော်တို့ရဲ့နောက်လာမယ့်စစ်မြေပြင်သုံးသပ်ချက်တွေကိုလည်းလုံမခံရမှာဖြစ်ပါတယ်။နောက်ထပ်ဗီဒီယိုတင်ဆက်မှုတွေမှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါစို့ရှင်။ 嗯。